ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့မရန်တွေခြေခြေနေထိရအောင်နွားလေးတွေဘယ်လိုပြုစုလဲဆိုတာပေါ့နော်ဟုတ်ကဲ့ဒါလေးတွေကတော့ကျွန်တော်တို့နမအေးဝယ်တဲ့ချိန်မှာပါလာတဲ့နောက်လိုက်နွားလေးတွေဖြစ်ပါတယ်သူတို့ကိုစပြီးတော့မွေးတဲ့တလာသားအထီးကနမမေအင်းကြီးနဲ့ထားပြီးတော့မှနှုတ်တိုက်တယ်ပေါ့နော်နှုတ်တနေ့3လီတာတိုက်တယ် နေ့ကို3ချိန်ခွဲတတ်တယ်ပေါ့နော်3လီတာဆိုတော့ဒီနွားလေးရဲ့ခန္ဓာကိုယ်၄ချိန်ရဲ့10ရာခိုင်နှုန်းမိခင်နှုန်းတိုက်ပြေးပေးရတယ်ပေါ့နော်တလာသားအထိရောလို့တိုက်ပြီးတော့မှတလာခွဲသားလောက်ထိပေါ့6ပတ်ကနေ10ပတ်လောက်ထိမိခင်နှုန်းအဲနွားလေးခန္ဓာကိုယ်၄ချိန်ရဲ့10ရာခိုင်နှုန်းလောက်ထိတိုက်တယ်တလာခွဲကြောလာပြီရှစ်ပတ်လောက်ပဲရောက်လာပြီဆိုလို့ရှိရင်အဲဒီခါမှာဆိုလို့ရှိရင်တို့ကျွန်တော်တို့ကတဖြည်းဖြည်းချင်းရှော့ချမယ်ပေါ့ အဲတလာသားလောက်ကနေစပြီးတော့ကျွန်တော်တို့အစာနူလေးတွေကြွေးလာမယ်ဖွေးနှစ်ပတ်ပေါ့နော်ဖွေးနှစ်ပတ်စတာလေးကြွေးလာအောင်မယ်သူတို့ပြင်တားတဲ့18ရာခိုင်နှုန်းပါတဲ့စားစာကြီးကျွန်တော်ကြွေးမယ်ပေါ့နော်ဒီမှာနှစ်ပတ်55ချက်တားဖွေး60တားအဲ့ဒါကိုရောပြီးတော့အဲဖွေးကြွေးမယ်ပေါ့နော်ဖြစ်ဖြစ်၃နှစ်ဖြစ်ဖြစ်လို့ဒီမှာလေးအမြဲစားနေအောင်အဲဒီကြွေးပါလေ တော့ကျွန်တော်နွားလေးတွေနှစ်လသားလောက်မှာအမေနဲ့ခွဲထားပြီးတော့မှအစာအာဟာရကိုလိုတလိုတိုးကြည့်ထားတာပေါ့နော်မားကလေးတွေနေကောင်းချမ်းမှာဖို့အတွက်ဆိုလို့ရှိရင် န်ရဲ့နေရာတိုင်းကတန့်ရှင်းမှုလေဝင်လေးအတွက်ကောင်းဘူးအာယောဂပူမောပေါ့နော်ယောဂပူမောကင်းစင်ဖို့အတွက်တန့်ရှင်းရေးလိုအပ်တယ်ရေတန့်ဖို့လိုအပ်တယ်အဲအားကြောင့်အများတန်းရေတန့်တတ်ထားပေးရမယ်ရေကတော့အများတန်းတတ်တတ်ရှင်းရှင်းလလဆဆအများတန်းတောက်နေအောင်ရေခွက်တွေတန့်ရှင်းပေးရမယ်ရေအများတန်းလဲပေးရပါမယ်ဗျာအဲဒါကတော့ကျွန်တော်တို့ဒါက6လကျော်တဲ့နှောင်းလိုက်ပါ6လဒါဆိုလို့ရှိရင်8လသားလောက်ရှိမယ် တို့ဆိုလို့ရှိရင်မြက်အစာချမ်းစပြီးယူပြီးပေါ့နော်အစာချမ်းကအထက်အရေးကြီးတယ်ဗျမြက်နီဘီယာတို့ပြောင်းဘူးတို့အဲဟိုရှေ့ကော်ယိုချင်ပတ်တို့ပေါ့နော်အဲ့လိုစာချမ်းဆိုတာတကယ်ရေးကြီးတယ်ဗျအဲ့လိုစာချမ်းကောင်းကောင်းရမယ်ဆိုလို့ရှိရင်တို့ကိုအဖွဲ30တာနံပါတ်30တာလောက်နဲ့ကျွေးရတယ်အဲဒါကတော့တို့မေးကြီးနဲ့ဖွဲထားဖြစ်တဲ့အတွက်ကြောင့်အဲ노노တိုက်တဲ့ချိန်မှာမေးကြီးစီကျွန်တော်ကအဲ့လိုလေးသွားတော့ပြီးလွတ်လွတ်ပြေးတယ်ပေါ့နော် ွားရင်တားမဖို့ခင်ကာလချင်းကြီးမ တော့ကျွန်တော်တို့တိတ်ပြီးစနစ်မကျသေးတဲ့အချိန်ပေါ့ဗျာဒါပေမဲ့ရိုးရာနေတိုင်းရိုးရာနေတိုင်းနွားကလေးဆောင်းရှုပ်တယ်လို့ပြောလို့ရပါဘူးမြန်မာပြည်မှာကတော့ဒီလိုပဲဆင်းပြီးတယ်လို့တင့်တော်စီမံရတာပေါ့ဗျာထိုးတတဲ့နိုင်ငံကြီးလို့အမိလိုက်ဖို့ဆိုတာကကြတော့လေကျွန်တော်တို့ဈေးကွက်နဲ့ကျွန်တော်တို့ဘတ်ဂျက်တွေကနည်းနည်းချင်ရတာရှိတာပေါ့

ဒါတက်က15ရာခိုင်နှုန်းပါတဲ့အစာတွေကျွေးမယ်ကာယိုချင်ဘက်နီဘီယာတို့ပြောင်းမှုရိုးတို့ကျွေးမယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆိုးဆိုးနွားလေးတွေကတဖြည်းဖြည်းနဲ့အသားခွဲပြီးလို့မလို့ဒါမျိုးမဆက်ခင်နှစ်လလိုရောက်သွားပြီပေါ့နော်ဆယ်ဆယ်နှစ်လတစ်နှစ်သားနေပါပေါ့ 2020 2021လသားလောက်ရောက်သွားပြီပေါ့ဒီအချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကခန္ဓာကိုယ်လေးခြင်းရသူတို့နမအီးလေးခြင်းရ90ရာခိုင်နှုန်းလောက်ရှိရမယ်ဗျာဒီအချိန်မှာဆိုလို့ရှိရင်အဲအဲ့ဒါမှသူကတကယ်မျိုးဆက်တဲ့ချိန်15လ16လနေပြောမှာ18လတော်တွင်မှာသူကနမအီးလေးခြင်းရ60ရာခိုင်နှုန်းပေါ့အဲ့လောက်လောက်ရောက်မှာပေါ့အဲ့လောက်ရောက်ခွတော့ကျွန်တော်တို့ကစာချမ်းကိုအဓိကထားပြီးတော့မှာစာချမ်းကောင်းကောင်းကိုကျွန်တော်အဓိကထားပြီးကြွေးဖို့လိုအပ်တယ်ဗျာစာချမ်းကောင်းကောင်းဆိုတာက ပြောင်းမှုရိုးနေပြာမြက်ဒါလို့ရှိရင်မြက်ဆိုရွှဲရွှဲပေါ့အဲ ကိုဒေတာမှာပေါ်တဲ့မြက်ဆူပေါ်ပေါ်မြက်ဆူဆိုရင်လည်းသူကမြက်ဆူကအဆူတက်ကိုဖယ်ပြီးမှတွက်ရတယ်ဗျအချောက်တက်နဲ့တွက်ရတာပေါ့နော်ပြီးရင်ကာယိုချင်ပတ်ကာယိုတွေပို့လို့ရှင်လဲကာယိုကိုချင်ပတ်လောက်တာကျွန်တော်ဒီ channel မှာလဲချင်ပတ်လုံးလေးကျွန်တော်လောက်ထားတာရှိတယ်ဗျကာယိုချင်ပတ်ကရမ်းဆွမ်းရှိတယ်ပေါ့နော်ဟာရရှိရဲ့အစာချမ်းပိုးပိုးများစားရမှာနွားမွေးမြူရတုတ်တက်ဖို့ပို့ပြီးတော့လာလာရှိရဲ့ဗျ စာနုကိုပဲအားကိုးလို့မရဘူးပြီးတော့စာနုကြီးကျွေးလို့လည်းစင်ပြေဘူးကြာကျွန်တော်လုံသွားတော့လုံသွားတော့ကစာချမ်းကောင်းကောင်းစားရမှအယုချင်ဘက်ပြောင်းမှုယုချင်ဘက်မျက်ချင်ဘက်ပေါ့နော်ဆာမျက်ကြီးပေါ်တဲ့လူကမျက်ကောင်ယုပြောင်းမှုမျက်ပြောင်းမှုယုပေါ်ပေါ်စိုက်ထားပြီးတော့မှချင်ဘက်တိတ်ထားအဲ့ဒါလည်းသူအဟာရအရင်ကောင်းတယ်ပေါ့နော်ဆာချမ်းကောင်းကောင်းကြွေးဖို့လို့တကယ်ကိုရေးကြည့်ပါတယ်ဗျဒါအားတော့ကျွန်တော်တို့မတန်းနေဖြစ်လာပြီပေါ့နော်ဒီကောင်မလေးဆိုလို့ရှင်အဲတားဆက်ဖို့အတွက် လိုတော့ဘူးပေါ့နော်အဲ့ရွေရောက်လာပြီနေရာထိုင်ခင်းလေးရေးကြည့်တယ်ဗျာလေဝင်လေးတွက်လေးရေးကြည့်ပါတယ်ဗျာဒါနဲ့နေရာရွှေ့ထားပြီနမအီး channel ပေါ့နမအီး channel ပဲကိုရွှေ့ထားလိုက်ပြီနမကြီးလာပြီဆို င်ဒါဆိုလို့ရှိရင်ဒီအချားမလေးကကိုဝင်ဆောင်ပြီးသွားပြီနော်ကိုဝင်ဆောင်ပြီးသွားပြီပေါ့သူကမန်းနေကကိုဝင်ဆောင်ပြီးလဲသူကခန္ဓာကွက်ဆက်ကြီးထွားနေုံမယ်အဲ့ဒါဆိုသူ့ရဲ့အာဟာရကဒီတရေသားအတွက်လည်းထည့်အတွက်ရမယ်သူ့ရဲ့ခန္ဓာကိုယ်ကြီးချဖို့လို့လည်းထည့်အတွက်ရမယ်တောလာလို့ရှားဖို့အတွက်လည်း maintenance အတွက်လည်းထည့်အတွက်ရမယ်ပေါ့နော်အားကြောင့် hyper maintain hyper ပြုစုဆောင်ရှောက်ခြင်းမန်းပြုစုဆောင်ရှောက်ဖို့ကရန်ကိုရန်ကိုတာဝန်ကြီးတယ်ပေါ့နော်အဲပြောမယ်ဆိုလို့ရှိရင်မွေးကစားကလေးကနေစမွေးကစားကလေးတော်မဟုတ်ပါဘူး ဒီနွားလေးတရေတဲပါပြီဆိုကြရနေပြီးတော့မှဒီပထမဆုံးတားဆက်ဒီ ठी ကကျွန်တော်တို့ဒီနူဇောနာမွေးမြူကြီးရဲ့တကက်အရေးပါဆုံးအချိန်ကာလလို့ပြောလို့ရပါတယ်ဒီအချိန်မှာကောင်းကောင်းနီးစနစ်မှန်မှန်ကျွေးမွေးပြုစုဆောင်ရှောက်ထားမယ်ဆိုလို့ရှိရင်သူကတကက်နိုးထုတ်လို့တဲ့အချိန်ရွယ်ရောက်လို့ရှိရင်ပို့ပြီးတော့မှ product productivity ကောင်းတယ်ပေါ့နော် performance ကောင်းတယ်ဒီထုတ်လုပ်မှုဆိုတာကောင်းတယ်ညွားတွေရဲ့ပုံစံရည်သွေးကောင်းတယ်ပေါ့နော်အားကြောင့်ဒီမတန်းကာလအဲညွားလေးကိုဝင်ဆောင်တတိယအနီစပြီးမှမွေးပြီးတဲ့နောက်တားခွဲပြီးတဲ့နောက်ဒီလိုတားမဆက်ခင်တားဆက်ပြီးကိုဝင်ဆောင်ကာလအဲ့လိုမတန်းနေထိကျွေးမွေးပြုစုဆောင်ရှောက်ဖို့ကအရန်အရန်ကိုရည်ကြီးပါတယ်ဗျာ ဒီမတန်းရွယ်မှာဆိုလို့ရှိရင်သူတို့ကအများဖြင့်ခန္ဓာကိုယ်၄ချိန်ကတားဆက်တဲ့ချိန်မှာတားဆက်တဲ့ချိန်မှာဒီတကယ်နမအီး၄ချိန်ရဲ့60ရာခိုင်နှုန်းလောက်ရှိရင်ဆက်လို့ရပြီပေါ့နော်ကျွန်တော်မြန်မာနွားမျိုးတွေဆိုလို့ရှိရင်အဲမြန်မာနွားမျိုးဆိုတာတည်းဒီဆက်မျိုးတွေပေါ့ကျွန်တော်တို့ကဆက်မျိုးတွေပဲမွေးလို့ရတယ်ဒီမနိုင်ငံမှာကရာသီဥတုကရမ်းပူတော့ကြတော့ကျွန်တော်ဒေတာမှာပေါ့နော်အဲဒီတော့တကယ်မျိုးအစ်စ်တွေဆိုလို့ရှိရင်ရာသီဥတုတန်ပူမောင်းအင်ဆက်တန်မခံနိုင်ဘူးပြအဲဆိုတော့ကျွန်တော်တို့ကဒီဒေတာနွားမျိုးနဲ့ဆက်ပြီးတော့မှာ တရားရကနှုန်းမျိုးစစ်မွေးလို့မရဘူးကျွန်တော်တို့မွေးလို့ရှိရင်65ပြား85ပြားလောက်ပဲမွေးရတာပေါ့နော်ဒါဆိုသူတို့ကတကယ်နမကြီးရဲ့ဝေးလေးချင်ရပေးတဲ့ချင်120လောက်ရှိတယ်ပေါ့အဲဒါတကယ်မတန်းသားဆက်ရတဲ့ရွေရ130တရား30နဲ့150ပိတ်တာချားဆိုလို့ရှိရင်ဒါဆက်လို့ရပြီပေါ့နော်သူက22လသားမှာအဲတကယ်နမကြီးရဲ့လေးချင်ရ90ရကနှုန်းရှိမှရမယ်လို့ပြောထားတယ် အဲအဲ့လိုဖြစ်ဖို့တော့ကျွန်တော်ကစားချမ်းကောင်းကောင်းကျွေးဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောလို့ပဲပြောင်းမှုရောကော်ရိုးချင်ပတ်ဒီဗီယာမြက်အဲ့လိုမျိုးကျွေးဖို့လိုတယ်လူကောင်းကောင်းကျွေးမွေးပြုသူစောက်ရှောက်ထားမှကျွန်တော်တကယ်အကြီးသွေးပြည့်မီတဲ့မတန်းနေနော်မတန်းနေပေါ့နော် high fire ရလာမယ်တကယ်ကိုတားအောင်နှုံမျိုးပေါအောင်ကောင်းမဲ့မတန်းနေကိုဝင်ဆောင်ကောင်းတဲ့မတန်းနေရလာမယ်ပေါ့နော်အဲ့လိုမျိုး င်သူတို့ကိုကျွန်တော်တို့ဒီကိုဝင်ဆောင်ကာလမှာလည်းပဲဒီတတုတက်တွေပေါ့နော်ကယ်ဆီယမ်ဖော့စဖရပ်စ်မဂနီဆီယမ်အဲ့ဒါတွေလည်းအာချိန်စားပြီးကျွေးရမယ်ခန္ဓာကိုယ်လေးချိန်နဲ့သူစားတဲ့အစာချမ်းစားနုနဲ့ချိန်စားပြီးကျွေးရမယ်ဗိုင်တာမင် A D E ကျွေးဖို့လိုအပ်တယ်အဲမီသီယိုနင်းဖြည့်စွက်စားနဲ့လိုအပ်တယ်ပေါ့နော်အဲဒါဆိုရှင်သူတို့ရဲ့ဒီကလေးကိုဝင်ဆောင်ပြီးမွေးတဲ့ချိန်မှာနှုတ်ဝင်ရောင်နာတွေပါတယ်နဲမယ် တားပြတ်တာချော်တာတွေနဲမယ်တရေသားရဲ့ရည်သွေးလည်းကောင်းစေမယ်ပေါ့နော်အဲလိုရှိပါတယ်အဲပြောမယ်ဆိုလို့ရှင်အခုချက်ချင်းဖြစ်ချင်းလို့အခုချက်ချင်းထားမဖြစ်ဘူးပေါ့နော်ဒီမူဇောနာမွေးမြူကြီးကတကယ်တကယ်ရည်သွေးကောင်းတဲ့နမတကောင်ရဖို့ဆိုရင်တရေသားဘဝကလေးကနေစပြီးတော့မှပြုစုစောင့်ရှောက်အဲဂယူဒဆိုင်စောင့်ရှောက်ပြီးတော့မှမွေးလာတဲ့ကလေးပြီးလို့ရှင်တားမခွဲခင်တားခွဲပြီး အလိုမျိုးမရန်ကာလသားမဆက်ခင်သားဆက်ပြီးကိုဝင်ဆောင်ကာလပထမဆုံးကလေးမွေးတီတီအလိုမျိုးဒီလိုဆိုင်ရွှေမွေးပြုစုဆောက်ရှောက်သွားရမယ်ပေါ့နော်အဲ့လိုပြုစုဆောက်ရှောက်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ကရည်သေးကောင်းတဲ့လူစားနော်မရန်တွေရလာမယ်လူစားနော်မအကြီးကြီးဖြစ်လာမယ်အဲ့လိုဖြစ်လာမယ်ဆိုလို့ရှိရင်လူတွေကောင်းမယ်အကြီးသေးနွားနိုးရဲ့ရည်သေးကောင်းမယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဒီကျွန်တော်တို့နွားနိုးထုတ်လုပ်မှုကပို့ပြီးတော့မှ ုတက်လာပေါ့မြန်မာနိုင်ငံဈေးကွက်မှာကနွားနို့ဖြုံသွားတာကအခုကတိတ်ပြီးတော့မရှိတဲ့ချိန်တွေမှာကျွန်တော်တို့ကဒီဈေးကွက်ကိုတောင့်ခံနိုင်ဖို့တော့ကလို့လို့များများထုတ်နိုင်ရမယ်အစာဖိုးကုန်ကြစီနည်းနည်းများနည်းအောင်ကျွန်တော်တို့ကအစာဖိုးနည်းနည်းနဲ့ကုန်ကြစီနည်းနည်းနဲ့အာဟာရများများရှိတဲ့အစာကိုလုပ်နိုင်အောင်ကြိုးစားရမယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီနူစားနွားမွေးမြူရေးလုပ်ငန်းကမအောင်မြင်စရာအကြောင်းလုံးဝမရှိပါဘူးလုံးဝအောင်မြင်ပါပါ ါတော့တကယ်မရန်ရွယ်ရောက်လာပြီပေါ့နော်ကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်